အားလုံးမင်္ဂလာပါဒီနေ့ကတော့ property seeker ပြည်သက်တွေကိုကျွန်တော်တို့ဒီလိုဒီနေ့ luxury modern house လုံးကိုဒီနေ့ house လုပ်ပြီးမှဖြစ်ပါတယ် ဒီရဲ့ location ကတော့ကျွန်တော်တို့တောင်ဥကလာပါရမီကနေဆင်းလာရင်ဘီလီတဒါဆင်းဆင်းချင်းကျွန်တော်တို့ဘယ်ဘက်ခွေ့လိုက်မယ်ဆိုရင်ဒါ34ပြင်41ပေါ့နော်ဒုတိယမြောက်ရက်ွက်ဖြစ်တဲ့တော်တော်လေးကောင်းတဲ့ရက်ွက်ဖြစ်တယ်သူကတော့ကျွန်တော်တို့ဦးဝိဇ္ဇာရလမ်းဒါကျွန်တော်တို့နောက်ကျောင်းနဲ့ကျွန်တော်တို့ဒါတပင်ရွှေတိကိုလမ်းအောင်လဲဒဲပေါက်တယ်ပေါ့နော်ဆိုတော့နေရာရကြည့်မယ်ဆိုရင်တော်တော်လေးကောင်းတဲ့အဲရက်ွက်ဖြစ်တယ်ပြီးတော့ရင်သူကတော့ကျွန်တော်အခုမြင်ရတဲ့အတိုင်းပဲ luxury vibe ကိုလုံးဝတွားထားတဲ့အယောင်လေးဖြစ်တယ်နောက်ပြတော့ modern luxury ပေါ့နော် အဲ့ဒီအထဲမှာမှ fully furnished ဖြစ်တဲ့အိမ်တစ်လုံးပဲဖြစ်ပါတယ်သူက40 60မှာဒါကျွန်တော်တို့အိမ်ကို34 46ဆောက်ထားတဲ့အာဒီ4 bedroom ရှိတဲ့2.5 RC အိမ်ကြီးအိမ်ကောင်းတစ်လုံးပဲဖြစ်ပါတယ်ဒီဒီဘက်ချမ်းဆိုရင်ဒါကျွန်တော်တဲထွက်လိုက်ဆိုရင်ဒါ double suite လမ်းကိုပေါက်မှာဖြစ်ပါတယ်ပြောမဆိုရင်လမ်းမတဲပေါက်ပြီးရင်အိမ်ကလည်းဒါပုံဝင်ချင်မှာအိမ်ကြီးအိမ်ကောင်းနေနဲ့အဲတိရိတ်တင်းငွေနေနဲ့ဒါစိစိဆူဆူကျွန်တော်စီစီကားကားရှိတဲ့ရက်ွက်ပဲဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့ဒါ ကားကတော့ဒီ grass ဒီ main gate ကနေဝင်လို့ရတယ်ပြည်ဒီမှာ side gate ပေါ့နော်အလူဝင်ဖို့ဟိုအပေါက်လေးလည်းရှိတယ်ပုံမှန်ကားမလို့ဆိုရင်ဒီကနေဝင်ထွက်လို့ရတယ်ပေါ့နော်ပြီးတော့ဒီမှာကတော့ကျွန်တော်တို့ကားလည်းထားလို့ရတယ်အဲဆိုရင်ကျွန်တော်တို့ဆက်ပြောကြည့်အောင်ဒီလူ gate ဝင်လိုက်ပြီဆိုရင်ဒီမှာကတော့ကျွန်တော်တို့ဒီကားပကင်နစီးရမှာပေါ့နော်ကားပကင်နစီးအပေါ်မှာကျွန်တော်တို့ဒါတင်ပုံးချောက်ပုံစံကြွေပြားနဲ့တခြားအလဆင်ထားပြီးတာပြီးတော့သူ့ရဲ့ landscaping ကိုလည်းကျွန်တော်တို့ဒါဂျပန်ဒီဇိုင်းဟိုမှာတော်တော်လေးလောက်အောင် ပြင်ထားပြီးတဲ့ဟို landscape ပဲเนาะဒါတော့လည်းကျွန်တော်အများကြီးလေ့လာလို့ရလို့ရတယ်အိမ်ကတော့အပြည့်ဆောက်ထားတာမဟုတ်တဲ့အတွက်ကြောင့်မို့ကျွန်တော်နေရထိုင်ရတော်တော်လေးတက်တောင့်တက်တာရှိရပါเนาะဒီမှာမှာဆိုရင်ဒါ compressor ရှိတယ်ဒီ motor ရှိတယ်ဒါကြီး twin ပေါ့เนาะပြီးမှ ground tank ရှိတယ်ပြီးရေကိုလည်းကျွန်တော်တို့ဒီ channel ပေါ့เนาะနည်းနည်းရှော့ရှော့လေးလုပ်ပြီးတော့ channel ထဲမှာလုံးဝရေမတင်အောင်ပြီးတော့ကျွန်တော်တို့အိမ်ကတော့ print level ကိုအများကြီးမြင့်ထားတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကတော်တော်လေးအဲအိမ်ထဲမှာမြင့်နေပေါ့เนาะ ဆိုရင်တော့ကျွန်တော်အိမ်ဒီဇိုင်းကတော့ဒီလိုအာ 3D ပုံစံလေးထွက်အောင်နောက်ပြီးတော့ဒီသူ့ရဲ့အယောင်ကလည်းတော်တော်လေးကို luxury vibe ကိုသွားရတဲ့အယောင်လေးဖြစ်ပါတယ်။ဒါဆိုကျွန်တော် channel တက်ချင်အောင်လား so ဒီဘက်ကနေကျွန်တော်တို့ cycle ရနေဝင်လာမယ်ဆိုရင်ဒါကျွန်တော်တို့အလုံးဝကိုပိုင်ပန်းချံနေဝင်သွားတယ်လို့ပေါ့နော်အဓိကတော့အခုလောလောဆယ်ကတော့အတန်နည်းနည်းစုကောင်းစုနေပဲလောလောဆယ်ကတော့မီးဖြတ်နေရဆိုတော့မီးစက်နဲ့နှိုးပြီးတော့ကျွန်တော်တို့ အာအေးဗီဒီယိုရိုက်နေရပါတော့နည်းနည်းတော့တင်းကန်ပြောနားထောင်ပြီပေါ့နော်ဒီမှာဥမာကျွန်တော်ဒီကနေဝင်လာဆိုရင်ဒီမှာပန်းဆန်လေးပေါ့နော်အာဒီဘက်ဆိုရင်လည်းဒါပန်းခုံဒီမှာဆိုရင်ဒါလေကတိလိုမျိုးကျွန်တော်တို့ပန်းတွေကိုအဆင့်ဆင့်လေးလှအောင်ကျွန်တော်တို့လှုပ်ထားတာကိုမြင်ရပါတော့နော်တကယ်လဲအိမ်တလုံးကတော့နေရတဲ့အများကြီးရတယ်ဆိုတော့ဒီလိုမျိုးကိုကျွန်တော်တို့လှုပ်တင်နေပါတော့နော်20 60မှာဖြစ်ဖြစ်40 60မှာဖြစ်ဖြစ် landscaping ပါမှာပဲတကယ်ဟိုလုံချင်းမှနေရတဲ့အနှစ်သာရကိုအပြည့်ရမှာပေါ့နော် ပြင်တော့တော့ခြံအောင်လဲအပြည့်မဟုတ်ဘောနော်ဟိုဘက်ခြံလဲကျွန်တော်ရှောက်လန်းခြံထားတယ်ပြီးတော့ရင်ကျွန်တော်တို့ဒီအာခြံစည်းဥတွေလဲကျွန်တော်ပလိတ်စုကျူနှဆင့်ဘောနော်အခံထားတယ်အခုဆိုရင်ကျွန်တော်တို့ဒါအင်ပေါ်တက်တော့မစင်အဲကျွန်တော်တို့ဒီလိုဘောနော်ဘန်းခုံလေးနဲ့ဒီဘက်ခြံဆိုလဲဒါဘန်းခုံနဲ့အရင်လောက်အောင်ဆိုက်ထားတယ်ဒီနေရာလေးဆိုဘောနော်အင်ကတော်တော်လေး modern ဖြစ်တယ် sweet ဖြစ်တယ်ဒါ luxury ဖြစ်တယ်ဆိုတဲ့ feeling ကိုအပြည့်ဝရတယ်ဘောနော်ဒါဆိုရင်တော့ကျွန်တော်တို့အိမ်ထဲသွားပြလေ့လာရအောင် let's go ကဲအခုကကျွန်တော်တို့အိမ်လေးရောက်ပြီဆိုရင်ဒီအိမ်ကတော့ကျွန်တော်ခုနပြောတဲ့အတိုင်း fully furnished ဖြစ်တယ် decoration ပြင်ပြီးတာပါနော်ဒီနေရာကတော့ဒါ TV bedroom ဖြစ်ပါတယ်ဒီမှာမှာကျွန်တော်တို့ပစ္စည်းထားဖို့ display အတွက်ကျွန်တော်တို့ဒီလို view လေးလည်းပါတယ်ပြီးမှ TV console တွေပါပြီးတာပါနော်ပြီးဒီအိမ်မှာကတော့မြင်ရထက်တစ်ခုလုံးကအာမြင်ရထက်တစ်ခုလုံးမဟုတ်ဘူးကျွန်တော်ရေချိုးခန်းအိမ်ဓာတ်ဒီမှာရှိတိမြကျွေပြားတွေကဒါ save ဟို brand ဖြစ်တဲ့ကျွန်တော်တို့ဒီ Havery ကြွေပြားတွေကိုကတ်ထားပါเนาะဆိုတော့တွေ့ကုန်ကြစေကပုံမှန်ဈေးကွက်တဲ့90နဲ့80ရာခိုင်နှုန်းလောက်ပို့ပြီးတော့ဈေးများတယ်အဓိကတော့ quality ပေါ့เนาะအပြည့်ဒီလေကခွင်ယူထားတဲ့နေရာလည်းဒီဘက်မှာဆိုရင်ကျွန်တော်တို့ဘန်းပင်လေးညနေပြီးတော့အလင်းရောင်ဝင်လာမယ်အိမ်ထဲမှာလည်းဒါကျွန်တော်တို့ဒီ green area ပေါ့เนาะ green area ရှိတဲ့အပြင်ကျွန်တော်တို့လေကခွင်ကလည်းအလင်းဝင်လင်းထွက်ကောင်းတယ်ပြီးတော့ရင် solar ထားမယ်ဆိုရင်လည်းကျွန်တော်တို့အာ battery တို့ နောက်ပြီး inverter တို့ထားမယ့်နေရာလေးရှိရပါတော့။ဒီနေရာတော့ကျွန်တော်တို့ဒီ sofa ထားရပါတော့။ဒီအိမ်ကတော့ဒါကျွန်တော်တို့အာနိုင်ငံခြားပူဆန်တာပါတော့။ဒီအိမ်ကတော့ကျွန်တော်ခုနပြောခဲ့တယ်လို့ပေါ့နော် luxury ဖြစ်တယ်တကယ်ကိုကျွန်တော်တို့ဒီအနောက်တိုင်းဆန်တယ်။အာဒီဘက်မှာဆိုရင် kitchen dining နဲ့ အဲဒီဘက်မှာ living နေရာတစ်ခုလုံးပေါ့နော် partition လုံးဝမထားထားဘူးကျွန်တော်တို့အပြည့်အူကျွန်တော်တို့ယူထားတာဖြစ်တဲ့ကြောင့်မလို့တော်တော်လေးနေလို့ထိုင်လို့ကောင်းတယ်ဥပမာဒီနေရာဆိုရင်ဒါ dining space ဖြစ်တယ် dining နေရာကနေပြီးတော့လေဒါ nature light ကိုအပြည့်အဝကျွန်တော်ဒီဘက်မှာခံစားလို့ရအောင်ဘန်းချံလေးတွေဘန်းလေးအပင်လေးတွေခံစားလို့ရအောင်ကျွန်တော်တို့လုပ်ထားတာမြင်ရမှာပေါ့နော်ပြီးမှဒီအရှိတ်ဘက်ချံဒီနေရာဆိုရင်လေဒါ living နေရာပေါ့နော် living နေရာလေကျွန်တော်ရှေ့ရ ကျွန်တော် landscaping ဖြစ်တဲ့ပန်းခြံလေးတွေကိုမြင်ရတယ်။လမ်းတော့လူလွားလူလာနဲ့အပင်လေးတွေကိုမြင်ရတော့เนาะအဲ့ဒီ feeling ကိုကျွန်တော်တို့ရမယ်။ပြီးမှဒီ ceiling design လေးတွေအစဒါကျွန်တော် modern ဖြစ်အောင်သူ့ရဲ့ဒီ design တွေရွေးထားတဲ့အစပေါ့เนาะအာဒီနေရာတော့ကျွန်တော်တို့ဒါအာ breakfast counter လွတ်လွတ်ရတယ်ကျွန်တော်တို့တကယ်တည်းကျွန်တော်တို့ခုနပြောလိုလိုဝိုင်လေးတွေလည်းထားလို့ရတယ် display အနေနဲ့ထားလို့ရတယ်အဒီရဲ့ quality ဆိုရင်ဒါကျွန်တော်တို့ cost 3ကိုတကယ်ဟို premium ဖြစ်အောင်ကျွန်တော်တို့ဟိုလုပ်ထားပါเนาะ quality အဆက်နောက်ဒီနေရာဆိုရင်ဒါကတော့အဲ kitchen ဖြစ်ပါတယ် kitchen အပေါ် counter တွေကတော့ cabinet တွေအကုန်လုံးကတော့ဒါ ready ဖြစ်ပြီးသားပြီးတော့ကျွန်တော်တို့ဒီဘက်မှာဆိုရင်လည်းအဲခုဒီဘက်ကပါပြီးသားပါเนาะဒီခြွေပြားတွေကတော့ဒါနပေပတ်လေအဲ havery ရနေပြီးတော့ဒါအကောင်းစားခြွေပြားတွေကိုကတ်ထားပါเนาะဒီမှာကြည့်လို့ရတယ်အကျေးပဲဒီကနေပြီးတော့တောက်လျှောက်ပါเนาะဒီလိုပြီးတော့ဟိုဘက်မှာကျွန်တော် living room ီနေရာပေါ့နော်ဆိုတော့ဒီအိမ်ကတော့ကျွန်တော်တို့နေရထိုင်ရတာတော်တော်လေးတက်တောင့်တက်တာရှိရဲ့တကယ်ဟိုအဲဒီ luxury villa အကြီးထဲမှာကျွန်တော်တို့နေရတဲ့ feeling ကိုရတယ်ပေါ့နော်ဆိုတော့ဒီ ground floor မှာကျွန်တော်တို့ရေချိုးခန်းအင်တာတွဲရပါတယ်အခန်းကြီးတစ်ခန်းပါတယ်ဒီနေရာကတော့ကျွန်တော်တို့အဝတ်လျှော်ဆက်ထားခြင်းလည်းရတယ်ဒါမှမဟုတ်ကျွန်တော်တို့ရေခဲတက်တာထားဖို့လည်းရထားပါတော့ပြီးတော့သူ့ရဲ့အနောက်ဘက်မှာလည်းကျွန်တော်အများဆုံးကိုရေချိုးခန်းအင်တာတစ်စုံပါအောင်ပါဆိုတော့ okay အဲ့ဆိုတော့သူက ာဒီဧကန်တစ်ခုလုံးကတော့ကြွေပြားသုံးပြီးတော့ဧကန်ဒီမှာတော့ဒီကျွန်းပေါ့နော်ကျွန်းကို map လောက်ထားပြီးတော့ကျွန်တော်တို့ဒီကျွန်းနဲ့ပဲလောက်ထားတဲ့ကဒင်းတွေပါပြီးတာပြီးမှကျွန်တော်ဒီလူ metric ပေါ့နော်အာကျွန်တော်တို့ဟို download တွေပါပြီးတာဖြစ်ပါတယ်ဆိုသူရဲ့ Ethereum Interlay ကြီးကြီးအောင်လာ။ဒီ Ethereum Interlay မှာလည်းအခုကျွန်တော်တို့မြင်ရတဲ့ဒီကြွေပြားတွေအကုန်လုံးကဒါ Hafri ရဲ့ဟိုကျွန်တော်တကယ် Premium ဖြစ်တဲ့ brand တွေကျွန်တော်တို့ဒီအယောင်ကိုယူထားရပါတော့ပြီးမှဒီမှာဆိုရင် shower တွေကလည်းတကယ်ရီပူရီနဲ့အခုနောက်ပိုင်းကျွန်တော်ပေါ်တဲ့တကယ် premium ပစ္စည်းတွေရွေးသုံးထားတယ်ပြီးဒီ counter တွေအစပေါ့နော်အဲကျွန်တော်တို့ဒီ basin တွေအစကျွန်တော်တို့တော်တော်လေးကို design ဆန်းနေပါတော့ design ဆန်းနေလို့ပြောလို့ရပါတယ်ဆိုဒီအိမ်မှာတော့ကျွန်တော်တို့ဒီ ancient တွေကတော့ကိုကိုတိုင်းနေဖို့ຢາပြီးတော့ສောက်ຖ້າໄດ້ສະນັ້ນເຈົ້າເຮົາອະຄຸດາ ground floor ມາອະເຮົາອະຄຸມຽນໄດ້ອັນໃດເບ သူ့ရဲ့လေကခွင်ကတော့ကျွန်တော်တို့ဒီလိုယူထားတာကတော့ဒါကျွန်တော်တို့ classic rare classic ပုံစံပေါ့နော်ကျွန်လျှံလေးနေယူထားတယ်ပြီးတော့ second floor မှာတော့အိတ်ခန်းနှစ်ခန်းရယ်ပြီးမှဖျားခန်းဧကန်းပေါ့နော်ဆိုဒီနေရာတော့ကျွန်တော်တို့ဒီဧကန်းဖြစ်ပါတယ်ပြောလို့ family living room ပြောမှာပေါ့နော်အဒီဘက်မှာတီးတန့် compact ဖြစ်ဖြစ်လေကျွန်တော်ချစ်ချစ်လေးလေးလေးနေလို့ရတယ်ပြီးတော့ဒီဘက်တစ်ဆက်တည်းမှာပဲသူကလည်း partition တွေအကန့်တွေကျွန်တော်တို့အတက်နိုင်တဲ့လောက်လျှော့ပြီးတော့ဖျားခန်းဖျားကြောင်းဆောင်ပေါ့နော်ဖျားကြောင်းဆောင် ready ဖြစ်ပြီးသားပြီးမှ तू ကတော့ဒီဖျားခန်းအနေနဲ့အပြင်ကျွန်တော်တို့ veranda ထွက်လို့ရပါဘောနော် okay so အဖျားခန်းနဲ့ဒီ veranda ထွက်လို့ရတယ် veranda ကနေဆိုရင်ဒီအပြင်ပေါ့နော်ဘန်းချန်လေးတွေကြီးရှုခံစားလို့ရတယ်ပြီးရင်ဒီနေရာဆိုရင်ကျွန်တော်တို့ဒါဒီကလကလေးပေါ့နော်ကလကလေးဒီလိုဖွင့်ထားရင်လည်းဒီဘက်အနောက်ကိုလည်းဖွင့်ထားရင်လည်းပြောမှဆိုရင်တော့ဒီ ligand လေးကခွင်းနေရာလည်းတော်တော်လေးလာတယ်ဒီကနေလည်းအပြင်ကိုထွက်ကြည့်လို့ရတယ်ဗောနော်ဆိုတော့အိမ်တစ်ခုလုံးကခုနကကျွန်တော်အပြင်ကကြည့်တဲ့အတိုင်းကျွန်တော်ဝရန်ဒါအားလုံးကိုဒီကနေ access ဖြစ်တာဗောနော်ဆိုတော့ဒုတိယအလွန်မှာတော့ရေချိုးခန်းအိမ်ဒါတွဲပါတယ်အခန်းကျင်နေခန်းပါမယ်ဗောနော်ဒီဘက်ချမ်းမှတ်တခန်းအဲဒီဘက်ချမ်းမှတ်တခန်းဆိုတော့အိမ်လုံးရဲ့ဆေးကတော့ကျွန်တော်တို့ဒီအင်ရှင်ကိုတိုင်ကဆေးတုပ်လုပ်ငန်းကိုကျွန်တော်တို့အများကြီးလုပ်တဲ့တနင်္ဂနွေလုံးဖြစ်နေဖြစ်လို့ကြောင့်ကျွန်တော်တို့ဒီဆေးကတော့အကောင်းဆုံးဆေးကိုရွေးပြီးတော့တုံးထားတယ်ဗျာနော် ီဘက်ချမ်းမာတာဒါအာကရင်ပါပြီးတာအိတ်ခမ်းသူကတော့ဒီဘက်မှာ partition တစ်ခုယူပြီးတော့ဒီဘက်မှာကျွန်တော်တို့ဒီအာ changing room ပေါ့နော်အဲဒါမှမဟုတ် close closet ပေါ့နော်ဒါကျွန်တော်တို့တည်တဲ့အခန်းတစ်ခန်းလို့လုပ်လိုက်ရပါနော်ဥပမာကျွန်တော်ဒီဘက်မှာမန်တင်ခုံယူလိုက်တယ်ဆိုရင်လည်းအထင်မှာဘီလူအပြည့်နဲ့အာဝတ်လေခန်းလုပ်တာပေါ့နော်ဒီကျွန်တော်အိမ်ကတော့ဘယ်ခန်းပဲကြည့်လိုက်ကြည့်လိုက်ကျွန်တော်ကြွေပြား quality ကောင်းတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ ဟိုမြည်လိုက်ရတယ်တော်တော်လေးတက်တက်ရရဖြစ်တယ်အဲဒါကတော့ကျွန်တော်တို့ဒီ compact ဖြစ်တယ်ကြီးကြီးလေးလေးလေးပေါ့နော်ဒီလိုတောင်းနေရတယ်ဆိုရင်ဒါကြွေပြားကတ်ထားတဲ့တောင်းနေရတယ်ဆိုရင်ကျွန်တော်ဒီတန်နဲ့ကွတ်ထားပြရပေါ့နော်ဒီရှိမှကျွန်တော်တို့ဟိုခုနပြောသလိုမပြက်စည်းလွယ်အောင်ပေါ့နော်ပြီးတော့ရင်ဒါကျွန်တော်တို့ဒီဘက်ချမ်းကတော့ဒုတိယမြောက်အခန်းပေါ့နော်ဒုတိယလော်ရဒုတိယမြောက်အခန်းဘာလို့လဲဆိုတော့ကျွန်တော်တို့ ground floor မှာလည်းတခန်းရှိရဲဒီအခန်းကလည်းအလိုပဲ ျွန်တော်ဒီကျွန်းပါကေခင်းပြီးတာကျွန်းကရင်မထွန်းနဲ့အဲကုန်းပါပြီးတာပေါ့နော်အဲကုန်းပါပြီးတာသူလည်းအဲ့လိုပဲကျွန်တော်တို့ဒီအဝတ်လဲခန်းအတွက်တီးတန့်တီးတန့်ဒီလိုနေရာခွဲထားပေးပြီးတာပေါ့နော်ပြီးတော့ရင်ဒါသူ့ရေချူကန်အင်နာဖြစ်ပါလေရေချူကန်အင်နာအမြဲတမ်းကျွန်းလက်လုံးလေးမှာဆိုတော်လေးတက်ရက်နေလို့ပြောရမှာပေါ့နော်ဥပမာရေချူကန်အင်နာပုံမှန်ကျွန်တော်အဖြူရောင်မြင်နေကြပေါ့နော်ဒါပေမဲ့ဒီရေချူကန်အင်နာအဲ့လိုကြောက်ကူမှာအရန်အရောင်မှိန်တဲ့ဟာမျိုးမဟုတ်ပဲနဲ့ လင်းတဲ့အပိုင်းကိုသွားတယ်ပြီးမှဒီနိုင်ရန်နဲ့လည်း match ဖြစ်သွားပါဘောနော်ကဲဒါဆိုရင်တော့ကျွန်တော်တို့ဒီအလွာ second floor ပြီးသွားရင်ကျွန်တော်တို့အခုကတော့အပေါ်ဆုံးအလွာသွားမှာဖြစ်ပါတယ်လာဒီနေရာလေးဆိုရင်ဒါကျွန်တော်တို့ဒီလိုပေါ့နော် column လေး column ဘေးနေမှာဆိုရင်လည်းဒီလိုအလှဆင်တာတော့တော်တော်လေးပြောမှဆိုရင်အိမ်ဒီခုလုံးကဘူးတက်ရက်သွားတာပေါ့ဒီအပေါ်မှာလည်းကျွန်တော်တို့ဒီသူ့ရဲ့ design လေးတွေကဒါ modern design လေးတွေရွေးထားတယ် ကဲဒါတော့ကျွန်တော်တို့အပေါ်ဆုံးပေါ့နော်နှစ်ထပ်ခွဲပေါ့နော်2.5 RC နှစ်ထပ်ခွဲမှာကျွန်တော်အခန်းတစ်ခန်းပါတယ်ပြီးမှဒီကျွေပြားတွေဆိုရင်လည်းဒါ Huffery ရဲ့ကျွေပြားပေါ့နော်ဒါအထူးသား quality တော်တော်လေးကိုမြင်တယ်လို့သိရပါတယ်ပြီးရင်ဒီအပေါ်ကလည်းကြောင်လေးလေးကအပေါ်ပြီးရင်ရီစင်းတို့ဒီ solar ဘာညာတက်ချင်တယ်ဆိုရင်လည်းရတယ်ဒီဘက်ချမ်းကတော့ဒါမိသားစုနဲ့အကုန်ချေးဖို့ပေါ့နော် AC တွေနားနေလို့ရတယ်ဘာလို့ဆိုရင်ဒီနေရာဆိုရင်ဒါဒီမှာကြည့်လိုက် တော့ဂုတ်ကွက်ပေါ့နော်ဂုတ်ကွက်ပြောမှာဒီမှာတစ်ပင်တိရိပ်တွေနဲ့ဒီဘက်ချမ်းဆိုရင်လေအုံးပင်တွေဘန္နာပင်တွေတော်တော်လေးကိုနေလို့ထိုင်လို့ကောင်းဒီဘက်ချမ်းဆိုရင်လေဓာန်းပင်တွေပေါ့နော်အဲပြီးအင်ဂျီအင်ကောင်းတွေပဲအားလုံးဆိုဒီရက်ကွက်ကတော့ပြောမဆွင်တော့ဘေးလီတံတားဆင်းတာနဲ့ဥဝိဇာနဲ့34ပြင်41ရောက်ပြီးရင်ဒါဥဝိဇာလမ်းကလည်းလူတော်တော်လေးစီတဲ့လမ်းပေါ့နော်ဘားတွေရုပ်ရှင်ရုံတွေစီးပြီးမှတွေ ော့ဒုတိယပင်လုံလန်းလို့တောင်ပြောလို့ရတဲ့အဲလမ်းဖြစ်ပါတယ်။ကဲဆိုတော့ကျွန်တော်ဒီအပေါ်ဆုံးမှာအခန်းတစ်ခန်းရှိတယ်အဲ့ဒါလေးပြပေးမယ်။ဒီအပေါ်ဆုံးအခန်းကတော့ကျွန်တော်ဒါမိသားစုဝင်များလို့အခန်းတစ်ခန်းအနေနဲ့ယူမယ်ဆိုရင်လေသူ့ရဲ့အခန်းအင်္ဂါရက်နဲ့ပြည့်စုံလို့ဘာဆိုရင်ဒီမှာအခန်းအဝတ်လဲကန်းနဲ့အေယေရှုကအင်တာတွဲရပါပြီဒါပေါ့နော်။အဲ့လိုမှမဟုတ်ဘူး။မိသားစုဝင်အဲ့လောက်မှမများဘူး။ဒီအပေါ်ဆုံးအခန်းကတော့ entertainment လုပ်မယ်။တခြင်းနေဆိုမယ်။ဆွေးနွေးရတယ်။ဒါမှမဟုတ် indoor ဟိုဒီ bar area လုပ်မယ်ဆိုရင်လည်း fine နေပေါ့နော်ဘာလို့လဲဆိုတော့ဒီဘက်မှာဒါအခန်းရှိရယ်ဒီဘက်မှာတော့ကျွန်တော်အဝတ်လဲခန်းအနေနဲ့သုံးလို့ရတယ်ပြီးသူ့ရေချူခန်းအင်တာလေးပြပေးမယ်လားဒီကျူအင်တာတွေကအစဒီလူပေါ့နော်ဟိုနန်းစလစ်ကြီးပြားနေတယ်ပြောမှဆိုတခန်းလုံးကအဲတရောင်လေးယူထားတာဖြစ်တဲ့ကြောင့်မျိုးလုံးတွေမှာကြည့်လိုက်နေတဲ့ဒါကျွန်တော်တို့တော်တော်လေးယူရှင်းပြီးတော့ပရီမီယံဖြစ်တယ်ပေါ့နော် simple လို့ဖြစ်တယ် minimalist ဖြစ်တယ် quality ကောင်းတော့ပို့ပြီး luxury vibe ကိုရတော့ပါเนาะဗီဒီယိုအဆုံးထိလိုက်ပြီးကြည့်ပေးရဖြစ်တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် DAO ဈေးကတော့ဒါအင်ရှင်တော့1800ဈေးဖွင့်ထားတာပါเนาะအားလုံးကိုကျေးဇူးတင်ပါတယ်စိတ်ဝင်စားမယ်ဆိုရင်လည်းဆက်သွယ်လို့ရပါတယ်ကျွန်တော်အိမ်ဆောက်ခြင်းတဲ့လူတွေအတွက်လည်း idea အများကြီးရပြီရှင်ပါတယ်အိမ်ချက်ချင်းဝယ်ပြီးနေခြင်းတဲ့လူတွေအတွက်လည်းအဆင်ပြေဖြစ်တဲ့အိမ်လည်းဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ